ကြော်လောက်ရှိမှလည်းငါးနေ့ကြော်လောက်ကြာနေဒီကလေးအခုပေါ့နော်ငါးနေ့ကြာမှယုံတက်လာပြီဆိုတော့ကိုလည်းဟိုတနေ့ကအဲဒီ free ကြည့်ကြမယ်ဆိုတော့ကြည့်ရပါဘူးဒီကလေးတစ်ခါလုံးခြုံငုံပြီးတော့ကြည့်လိုက်တဲ့အခါမှာဒီကလေးကတော်တော်လေးလဲလိုက်တာကြာပြီဆိုပေမဲ့တော်တော်လေးကိုဦးမင်းဦးရိုက်ထားတော်တော်လေးကိုလိုက်ချက်ကောင်းကောင်းနဲ့မပြင်းရအောင်ပေါ့နော်ကိုလည်းသဘောကျတယ်ပိတ်ကတ်တွေလည်းသဘောကျမယ်လို့ညွှန်လင်းပါလောကကြီးကငါတို့ပဲမှားနေတာသူပဲမှန်နေသလားဆိုတော့ တချို့အစိတ်တွေကလည်းတိတ်ချူတော့စိတ်ကိုစိတ်မှန်မတည်အောင်လည်းတောင်းမိကြမှာကဘာလို့မပိုင်ဘာမှမလုပ်အဲ့တော့ငါဘာပဲရန်ရန်တက်ဟုတ်ကဲ့တကားလုံးချုံပုံပြီးတော့ကြည့်လိုက်တာတော့အားရကျတဲ့မရှိပါဘူးတကားမှလေရင်တကူရဲ့ပါဝင်ရတဲ့ဒီအခန်းကဏ္ဍကလည်းသူလောက်ခက်လည်းရှိရဲကောင်းလည်းကောင်းတယ်ပေါ့နော်တကားလုံးချုံကြည့်ရင်ဒီမှာလည်းကားလေးကတက်ပြီးတော့မိုက်တယ်အဲ့တော့တက်ခက်ကြည့်မိမှတယောက်က နင်အတက်ခံငယ်ကောင်းလေးတယောက်ကိုအူညီချင်တဲ့ပန့်ကိုကျင်နေဆိုတော့ဒါဟာတာပဲလေနင်တော့အသေးကြရပဲကွာစီးလို့အားလုံးရမယ်နင်ကခုလိုဖြစ်အောင်နေကောင်ကလူတွေကရိုင်းလွန်လိုက်ကြတာလေဟုတ်ဇလန်းကတော့လည်းနည်းနည်းလေးတော့အဲ့လိုကြီးကြီးဖြစ်တယ်ကွာကြီးဖြစ်တယ်ဆိုတာဒီကိုလာကန်းလန်းလာပြီဆိုတော့ရရမယ်နေရာနဲ့ပြီးတော့ကိုရောက်နေတဲ့အသက်ရွယ်နဲ့ကိုနဲ့လိုက်ဖက်မှုရှိလားကိုအာကိုလုံးနိုင်မလားဆိုရဲ့ဟာရေပေါ်မှာမူတည်ပြီးတော့လက်ခံတယ် နင့်လေးနော်ဓာတ်ပုံတမျိုးတမျိုးရိုက်ပြီး Facebook ပေါ်တင်နေကဖိုင်ကြလို့ရှိရင်ဓာတ်ပုံဆရာရောငါပြီးရိုက်ပြီးမြို့မနေပါကောင်မှတ်နေတယ်ဟမ်ဟေးငင်အောင်ခုချိန်မှာနေထားသေးလားဆယ်လီရှိမှာအဲ့တော့လာတယ်ပြီးတော့မိတ်ကပ်ကလေကမိတ်ကပ်တွေပါရဲမပြင်ထားအောင်ဆိုတော့လေအဲ့တော့ကနည်းနည်းလေးပို့ပြီးတော့ပို့နုနေရဲ့ပုံစံဖြစ်သွားလားမသိဘူး character အရလည်းအဲ့လိုမျိုးအရန်ပြင်ရတဲ့ character မျိုးမဟုတ်ဘူးဆိုတော့လေအ းမှာ character ဝင်အောင်လို့ပေါ့နော်မလှကျင်ပဲနဲ့ဒီကားထဲမှာလှကျင်လို့မရတဲ့ character ဆိုတော့မလှကျင်ပဲနဲ့ဒီ character ကိုပဲဝင်အောင်လို့တော့စူးစမ်းလာပါတော့ဟုတ်တယ်အစိတ်ကရိုက်ထားတာငါနဲ့ကြော်ကြော်လောက်ရှိနေတယ်ငါနဲ့ကြော်လောက်ကြာနေတယ်ဒီကားလေးအခုပေါ့နော်ငါနဲ့အကြာမှာယုံတက်လာပြီဆိုတော့ကိုလည်းဟိုတနေ့ကအဲဒီ free ဆိုတော့တောက်ကြည့်ရပါအဲဒီကားလေးတစ်ခါလုံးခြုံငုံပြီးတော့ကြည့်လိုက်တဲ့အခါမှာဒီကားလေးကတော်တော်လေးလဲရိုက်ထားကြပြီဆိုပေမဲ့တော်တော်လေးကိုဦးမင်းဦးရိုက်ထားတော်တော်လေးကိုလက်ချက်ကောင်းကောင်းနဲ့မပြင်းရအောင်ပေါ့နော်ကိုလည်းသဘောကျတယ်ပိတ်ကနေလည်းသဘောကျမယ်လို့မျှော်လင့်ပါဟုတ်ကဲ့တကားလုံးခြုံငုံပြီးတော့ကြည့်လိုက်တာတော့အားရကျတဲ့မရှိပါဘူးဒီကားမှာလေအဲရင်တကူရဲ့ပါဝင်ရတဲ့ဒီအခန်းကဏ္ဍကလည်းကလေးရှိရဲကောင်းလဲကောင်းတယ်ပေါ့နော်တကားလုံးချုပ်ပြည့်နေမှာလဲကားလေးကတက်ပြီးတော့မိုက်တယ်ခမဲဦးနဲ့တား ဒါရိုက်တာအနေနဲ့ဆိုရင်တော့နှစ်ကားမြောက်ပေါ့။လက်စကားရဲ့တချို့ယုံကြည်ကားရဲ့ဆိုရင်မတင်ဖြစ်သေးရည်လည်းရှိရပေါ့နော်။အဲ့လိုအကြောင်းအကျောင်းနဲ့မတင်ဖြစ်သေးတဲ့ကားရဲ့ဆိုရင်တော့၃-၄ကားလောက်ရှိသေးတယ်။ဟုတ်ဇလန်းကတော့လည်းနည်းနည်းလေးတော့အဲ့လိုကြီးကြီးဖြစ်တယ်ပေါ့နော်။ကြီးဖြစ်တယ်ဆိုတာဒီကိုယ်လာကန်းလန်းလာပြီဆိုလို့ရရမယ့်နေရာနဲ့ပြီးတော့ကိုယ်ရောက်နေတဲ့အသက်အရွယ်နဲ့ကိုယ်နဲ့လိုက်ဖက်မှုရှိလားကိုယ်အာကိုယ်လုံးနိုင်မလားဆိုရဲဟာရေပေါ့ ့ကိုကအဲ့တော့ရိုက်တော့ကိုကချစ်တော့အဲ injury ဖြစ်နေတာဆိုတော့ကိုကတက်မှရတော့ထိခိုက်ချက်ရင်းနေတဲ့အချိန်ဆိုတော့လေကိုကကိုပဲတက်မ နဲ့ကိုယ့်ကိုယ်ပဲလုံးမချက်လဲရိုက်နေအဲ့ဒီအချိန်ကဘန်ကောက်ကိုသွားပြီးစီးသွားခုလိုက်ရန်ကုန်ကိုပြန်လာလိုက်အဲ့လိုမျိုးဖြစ်နေ6လလောက်ခုခုနေရအဲ့ဒီအချိန်ကအဲ့အဲ့ကြောင့်မဒီကားရိုက်တော့လုံးဝ ready မဖြစ်ခဲ့ဘူးပေါ့နော်ရိုက်ဖို့အတွက်ဒါမဲ့လည်းဘယ်လိုပဲဖြစ်အကြောင်းတော့ဒီ producer ရဲ့လည်းရိုက်ပါဦးမိုးတော့လည်းရိုက်ပါအဆင်ပြေအောင်လုပ်ပေးမယ့်ဆိုရင်လည်းရိုက်ခဲ့ခဲ့ပေါ့နော်ဆိုတော့ရိုက်နေတဲ့အချိန်မှာလည်းလိုရဲဆေးထိုးလိုက်ဆေးတောက်လိုက်ချောကရိုက်ရင်လည်းအဲ့လိုကြိုက်တယ်ပြီးတော့သူကအဲ့လိုမျိုးတိတိလော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 ရှာလုံးလုံးမရတော့အဲ့ဒီကြက်တွေနဲ့ရိုက်ခဲ့ရတယ်ပေါ့ ဲ့ခြားရက်နေမနေဘူးပေါ့နော်အဲ့လိုမရိုက်တော့ဒါပေမဲ့အာကိုကြောင့်နဲ့အစတည်းအနောက်ဆက်ဖြစ်မှာဆိုလို့ဒီကားကိုပထမမရိုက်တော့ဘူးဆိုပြီးတော့လည်းပြောတယ်။ဒါပေမဲ့လည်းအကုန်လုံးအစီအပြောင်းလုပ်ပေးပါမယ်။ကိစ္စမရှိပါဘူးရိုက်ပါဆိုတော့အာအဲ့လိုဆိုရင်လည်းရိုက်လိုက်မယ်လေဆိုပြီးရိုက်လိုက်တာပေါ့။အဲဒီမှာနန်းစုရဲ့ဒီရင်တကူ character ကသူကခီစီလို့ပြောရင်ပုံမှန်เออบดุ่ยဖြစ်ဘဒုအတွက်ဖြစ်စေဖြစ်သွားကလေးဆိုတော့ဒါပြိတ္တတွေသိရမှာပေါ့နော်အဲ့ပေါ့ဒီဇိုင်းကြီးကျတော့မင်းသားမင်းသမီးများများနဲ့ဆိုမြင်မြိုင်လေးကြည့်ရမှာပေါ့နော်ဦးမင်းဦးရဲ့ရိုက်ချက် ဒါလူငယ်ဆန်ဆန်လေးတွေလည်းအဲ့လိုမြ мян လေးတွတ်တွတ်လေးဒီကားကလေကြည့်ရတာမပြင်းအောင်အဲ့ဒါရဲမှာမဒရာမာလေးလည်းပါတယ်ဆိုတော့အဲ့လိုမျိုးကြည့်လို့ကောင်းတယ်ပြီးတော့ရိုက်ချက်တွေကလည်းလှလှလေးအဲ့လိုမျိုးလေးဆိုတော့လေအဲ့ကြည့်ရတာဟိုဖြစ်တယ်ပေါ့ပြဿနာတွေမပြင်းအောင်ဟုတ်တယ်အဲ့တော့ဖြစ်တာလွန်ခဲ့တဲ့9နှစ်ကျော်ကလေဖြစ်တာဆိုတော့ ဒီကားရိုက်ပြီးတော့မကြောက်ကိုဗစ်ဖြစ်တာဆိုတော့ကိုဗစ်တို့ဘာလို့မှတော်တော်လေးနားလိုက်ရတော့အဲ့ချိန်မှာခြေတော့ကတော်တော်လေးကိုပြန်ပြီးတော့အာလေးချက်ယူလိုက်တဲ့အချိန်မှာပြန်ကောင်းသွားတယ်အခုကတော့ဇွန်နှစ်ပိုင်းနှစ်ပတ်သုံးပတ်ထိုးလို့ရပြန်ကျွန်မရင်းနဲ့ပတ်သက်လို့ကတော့အဲ့လိုမျိုးဒါပေမဲ့အဲ့လိုမျိုးကြီးကြီးမားမားဆိုတော့အဲ့တစ်ခေါက်ပဲဖြစ်ပြီးတာအဲ့ကျွန်မရင်းနဲ့ပတ်သက်လို့တစ်ခါမှအဲ့လိုမျိုးပုံမှန်အဖျားလောက်ပဲဖြစ်ဘူးလားလေအဲ့လိုမျိုးဆိုဆိုအဲ့လိုမျိုးအဲ့လိုဆိုဆိုရတာတော့မဖြစ်ဘူးပေါ့နော်ဟုတ်ပါဘူးအခုကကျတော့ဒီဗီဒီယို ူလေးတွေကလည်းပြန်ရိုက်လာကြပြီဆိုတော့အဲ့အလေးတွေလည်းရိုက်ဖြစ်ထားပါဒီဟိုက Royal King Production နဲ့လည်းအဲ့ဒါ15ကားလောက်ရိုက်ထားရှိရပေါ့နော်သူတို့ဒီမတင်သေးတာဖြစ်နေပြီအဲ့ဒါလည်းမတင်သေးဘူးတချို့ရိုက်ထားတဲ့ရုပ်ရှင်ကားကြီးတွေလည်းရုံပေါ်မရောက်လာသေးရတယ်လည်းရှိသေးတယ်ပေါ့နော်ဒီဇလန်းတွေကတော့နန်းစုကနည်းနည်းလေးအဲ့လိုမျိုး အရွေးချယ်စီစစ်ပြီးတော့လည်းရိုက်ဖြစ်နေတာပဲ။အဲ့တော့လာတယ်ပြီးတော့မိတ်ကပ်ကလည်းကမိတ်ကပ်တွေပါလေမပြင်ထားဘူးဆိုတော့လေအဲ့တော့ကနည်းနည်းလေးပို့ပြီးတော့ပို့နုနေတဲ့ပုံစံဖြစ်သွားလားမသိဘူး။ character အရကလည်းအဲ့လိုမျိုးအရန်ပြင်ရတဲ့ character မျိုးမဟုတ်ဘူးဆိုတော့လေအတန်းနိုင်ဆုံးက character ပေါ့နော်မလှကျင်ပဲနဲ့ဒီကားထဲမှာလှကျင်လို့မရတဲ့ character ဆိုတော့မလှကျင်ပဲနဲ့ဒီ character ကိုပဲဝင်အောင်လို့တော့စူးစမ်းတာပါပရိသတ်တွေပြောချင်တာတော့အဲ့ဒီတော့နေမကောင်းလို့နေမကောင်းတဲ့အချိန်မှာရိုက်ထားတဲ့တောင်သူကအဲ့လိုတတိတိလေးတော့ဖြစ်နေရတယ်မြဲအများကြီးတော့စူးစမ်းတော့ပါတယ်ပရိသတ်တွေကြည့်ပြီးလို့ရှိရင်လည်းဝေဖန်ပေးပါအကြံပေးပါ